ပြည်ထောင်စုစုံစမ်းရေးဘီရို FBI ညွှန်ကြားရေးမှူးဟောင်း James Comey နဲ့နယူးယောက်ပြည်နယ်ရှစ်နှစ်ကျော် Latisha James တို့နှစ်ဦးစလုံးရဲ့အမှုတွေကိုပြည်ထောင်စုတရားသူကြီးကနိုဝင်ဘာလ24ရက်တနင်္လာနေ့မှာပလတ်လိုက်ပါတယ်။ Lindsey Holligan ကို Virginia ပြည်နယ်အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ပြည်ထောင်စုအဆိုအရရှစ်နှစ်အဖြစ်နိုင်ငံတော်ရှစ်နှစ်ကျော်ကခန့်အပ်တာဝန်ပေးမှုဟာတရားမဝင်ကြောင်းတရားသူကြီး Cameron McGowan Curry ကတွေးရှိတဲ့အတွက်ဒီအမှုနှစ်ခုစလုံးကိုပလတ်လိုက်တာဖြစ်ပါတယ်။ James Comey နဲ့ Latisha James တို့နှစ်ဦးအပါအဝင်သမ္မတ Trump ကရန်သူလို့သတ်မှတ်ထားသူတွေကိုရာဇမှုနဲ့တရားစွဲလိုတဲ့ဆန္ဒပြင်းပြပြီးသူ့စိတ်ကြိုက်ပြည်ထောင်စု ရှေ့နေတွေကိုရွေးချယ်ခံထားပြီးတရားစွဲခိုင်းခဲ့တာပါ Lindsey Holligan နေရာမှာအရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ပြည်ထောင်စုရှေ့နေ Eric Sibak ကသူဖြစ်စေခြင်းတို့ James Comey ကိုတရားမစွဲနိုင်ခဲ့တဲ့အတွက်သူ့ကို ရာဇဝတ်ဖြုတ်ပြီး Lindsey Holligan ကိုသမ္မတ Trump က PRP ခံခိုင်းခဲ့တာပါ ဟောလီဂန်ကိုတရားမဝင်ယာတုခံထားမှုကစလို့ James Comey နဲ့ Latisha James တို့နှစ်ဦးစလုံးကိုဆွဲချက်တင်တာအပါအဝင်လှုပ်ဆောင်ခဲ့သမျှအားလုံးဟာသမရရဲ့လုတ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားလုပ်ခြင်းဖြစ်တဲ့အတွက်နှစ်ဦးရဲ့အမှုကိုပတ်လာလိုက်ပြီးဖြစ်ကြောင်းတရားသူကြီးရဲ့စီရင်ချက်မှာဖော်ပြထားပါတယ်အချို့ကရှင်းနေ ဟာလီဂန်တရားရုံးမှာတင်ပြလျှောက်ထားကြတာတွေအားလုံးကိုလည်းဖျက်သိမ်းပစ်ဖို့တရားသူကြီးကညွှန်ကြားပါတယ်။တရားသူကြီးကမရွန်မက်ဂိုဝန်ကယ်ရီရဲ့စီရင်ချက်ထဲမှာထိခိုက်ညှဉ်းနာစေမှုမရှိစေဘဲ without prejudice လို့ဖော်ပြထားတာကြောင့်သူတို့နှစ်ဦးရဲ့အမှုကိုဒီပုံမှန်နဲ့ပဲတရားပြန်ဆွဲနိုင်တဲ့လမ်းကြောင်းဖွင့်ပေးထားပါတယ်ခင်ဗျာ။ကျွန်တော်ဇော်မလိုက်ပါ။